အလုံးမင်္ဂလာပါဗျကျွန်တော်ဒီပေါ့နော်အဆက်သုံးဒီမှာကျွန်တော်တော့ကြိုးစားပန်းစားတော့ရှာတာပေါ့နော်အဲ့မှာအဲ့လိုနန်းလေးတစ်ခွက်လည်းအဲတွေ့ရတယ်နော်ထက်လည်းနောက်ထပ်လည်းရှိပါတယ်ဒါဟောပေါ့နော်ကျွန်တော်ကနန်းလေးကိုဘယ်လိုပေါ့ဗျာကန်ကောင်းရင်လေးလို့ပေါ့အတူတူပေါ့နော်ကန်ကောင်းကန်ဆုပေါ့နော်နောက်ကနန်းလေးတစ်ချက်လောက်ကြည့်အောင်ပါနော် မကလေးကြည့်အောင်နော်ဟုတ်ကဲ့ပြပထမကလေးကိုစအောင်နော်ပထမကလေးစာချင်တို့လေသူကဒီပေါ့နော်သုံးထိတ်လို့စပါနော်သုံးထိတ်ကြတယ်သူရဲ့သုံးဝင်ပေါ့နော်1 2 3ငါထိတ်လို့ကြာပေါ့နော်သုံးထိတ်ငါထိတ်ပေါ့နော်သုံးထိတ်ငါထိတ်လို့အဲ့လိုကြပြီနဲ့သူက သူ့အောင်မှာသူနဲ့သုံးထိပ်နဲ့ပေးမှာเนาะရှစ်ခါလို့ရှစ်တယ်เนาะရှစ်ခါလေးကလည်း1 2 3 4 5မိနစ်ရဲ့အချိန်မှာသူကရှစ်ထိပ်လို့ကြာပါဘောเนาะရှစ်ထိပ်လို့ကြာပါဘောเนาะရှစ်ထိပ်လို့ကြာတယ်ရှစ်ထိပ်လို့ကြာပြီးတော့သူ့ရဲ့အောင်မှာပေါ့เนาะဒီကိုးခါလို့တစ်ချက်ခံတာပေါ့เนาะကိုးခါလို့ခံတယ်ကိုးခါလို့ခံတယ် သူ့ရဲ့ကိုခါလို့ခံရတယ်ကိုခါရဲ့1 2 3 4ပေါ့เนาะဒီ3လို့ပိတ်ထားပေါ့เนาะဒါပထမကပ်ပေါ့เนาะဒုတိယကပ်လေးကိုသွားအောင်မှာเนาะဒုတိယကပ်လေးကိုသွားခုနှစ်ပင်ပေါ့เนาะသူ့ရဲ့စောင်းမှာပေါ့เนาะဒီ3ထည့်ရဲ့စောင်းမှာ1 2 3 4 5 6ခွန်ပေါ့เนาะခွန်ပင်ပြရတယ်သူ့ရဲ့တပွဲကြမှာပေါ့เนาะဒီ သုံးထိတ်လို့ကြာမှာเนาะသုံးထိတ်ကြာတယ်1 2 3သူ့ရဲ့ပထမကတ်လို့ပေါ့เนาะသုံးထိတ်5ထိတ်ပေါ့เนาะသုံးထိတ်5ထိတ်လို့ကြာဖို့เนาะသူ့ရဲ့ဒီသုံးထိတ်ရဲ့တဲ့တယ်ပေါ့เนาะဒီသုံးခါလေးပေါ့เนาะသုံးခါလေးကလည်း9ဘုံမြောက်မှာပေါ့เนาะ1 2 3 4 5 6ခုံပေါ့เนาะ9ဘုံမြောက်မှာသုံးထိတ်လို့ကြာပေါ့เนาะဒီသုံးထိတ်ကြာပေါ့เนาะ ုံးထိတ်လို့ကြာပါဘောเนาะသုံးထိတ်လို့ကြာပြီဆိုမှသူ့အောက်မှာရှိတဲ့ကိုခါဘောเนาะကိုခါလို့တစ်ချက်ခံတာဘောเนาะကိုခါလို့ခံတယ်သူ့ရဲ့တင်းနှစ်သုံးလေးသမကလို့ဘောเนาะသုံးလို့ပိတ်ထားဘောเนาะသုံးလို့ပိတ်ထားဘောเนาะဒါဒုတိယကမှာเนาะတတိယကလို့တွောင်းမှာเนาะသူ ਨੇ ခုနှစ်ပင်ပေါ့เนาะဒီသုံးထိတ်နဲ့ခုနှစ်ပင်ပေါ့เนาะ 1 2 3 4 5 6 9ခုနှစ်ပင်ပြောလဲသူ့ရဲ့တပွဲကြပါเนาะ3ထိတ်လို့ကြပါเนาะ3ထိတ်1 2 3ပါเนาะ5ထိတ်ပါเนาะအ sorry เนาะ3ထိတ်5ထိတ်ပါเนาะ3ထိတ်5ထိတ်ကြတယ်ဒီ3ထိတ်နဲ့တည့်တယ်ပါเนาะဒီကိုခါလေးရလဲသူ့ရဲ့ခုနှစ်ပင်မှာပါเนาะ 1234569689ဘယ်မှာလဲကိုထိတ်လို့ရဲလိုက်တာပေါ့နော်ကိုထိတ်လို့ရဲလိုက်တယ်သူ့အောင်မှာလဲကိုခါတော့ခန္ဓာပဲပဲနော်ကိုခါခံတယ်သူ့ရဲ့နှစ်ဘွဲကြပေါ့နော်3လို့နောက်ထပ်ပြိထားပေါ့နော်3ဘိတ်ကိုခါလေးပေါ့နော်ဒါတတိယကပေါ့နော်ကျွန်တော်ပထမကလေးသွားအောင်ပါနော် မကလေးသွားမယ်နော်ပထမကလေးကိုကျွန်တော်ပြန်သွားမယ်နော်ပထမကလေးကိုသွားမယ်ပြီးတော့ကျွန်တော်ပြန်အကုန်ရှင်းပြပါမယ်နော်ပထမကလေးသွားမယ်နော်ပထမကလေးသွားတယ်ဒီခုနကတော့အဲရှစ်ခါလေးရှစ်ထိပ်လို့ရဲလဲတာပေါ့နော်ရိုက်ပြန်တဲ့သူ့အပေါ်မှာရှိတဲ့ဒီ၃ထိပ်ပေါ့နော်၃ထိပ်လေးကလည်းသူ့ရဲ့1 2 3အဲ့လိုပေါ့ဗျာသူ့ရဲ့ပုံပေါ့နော်၃ထိပ်လို့ ုံးထိတ်လေးလည်းသုံးထိတ်လို့လှန့်ရိုက်လိုက်တာပေါ့နော်သုံးထိတ်ကသုံးထိတ်လို့ရိုက်လိုက်တယ်ရိုက်ပြီဆိုမှသူ့ရဲ့ဒီတက်ခါလေးကလည်းတက်ခါလို့ပြန်ဆောင်းတာပေါ့နော်တက်ခါလို့ပြန်ဆောင်းတယ်ဆောင်းပြီဆိုမှသူ့ရဲ့ပေါကနန်းပေါ့နော်အဲမှာ၄၅6လူကြပေါ့နော်၄၅6ပေါ့နော်သူ့ရဲ့ အမှသူကြားတဲ့၄၆ကြောက်လေသူ့ဝေးမှာစောင်းထားတဲ့ငါပိတ်ကနော်ငါခါလို့တစ်ချက်ရိုက်လိုက်တာပေါ့နော်ငါခါလို့တစ်ချက်ရိုက်တယ်ရိုက်ပြီးချင်လို့လေထိတ်ရောက်တော့လေသူကရိုးရှင်းရှင်းလေးရပေါ့နော် အထိတ်ရောက်တော့လေသူ့ရဲ့အပေါ်မှာရှိတဲ့ထောင်ထားလေးရပေါ့နော် လေးလိုထောင်ထားပေါ့နော်လေးလိုထောင်နေလေးထိတ်လိုရိုက်တယ်ပေါ့နော် သေးသေးလို့ရိုက်တယ်အဲ့မှာနောက်ထိုင်ပေါ့နော်နောက်ထိုင်လေးရောက်တော့လေအဲညင်မျိုးမျိုးပေါ့နော်အားလေးရောရှိပါတယ်နော်ဒါပေမဲ့သူကကျွန်တော်တစ်ချက်ဒါလေးကိုရှင်းပြမယ်နော်ဒီမှာသူက6ပြိတ်ကြတယ်3ပြိတ်ကြတယ်ကိုပေါ့နော်ဒီ5ပြိတ်နဲ့ပေါင်းလိုက်ရင်ပြိတ်3ခုပေါင်းရင်သူက4လို့ချုပ်တာပေါ့နော်အဲ့မှာ 6ရက်လဲအော်တိုပေါ့နော်အ၄ဖြစ်အောင်ကလည်း6ဒိတ်ထည့်ပေးလိုက်ရမယ်နော်ပြိသုံးခုပေါင်းရင်၄လို့ဖြစ်တာပေါ့နော်၄လို့ဖြစ်တယ်၄လို့ဖြစ်တော့ရှင်တော့အချက်ပေါ့နော်အဲ့မှာသူ၄လို့လည်းဖြစ်တယ်နောက်သုံးလုံးကလည်း၈လို့လည်းထောင်တာပေါ့နော်ဒါပထမကပ်ပေါ့နော်ကျွန်တော်ဒုတိယကလေးပြန်တော့အောင်နော် ဒုတိယကလေးကတော့အကွာဝေးတွေအတူပဲပေါ့နော်အဲ့မှာကျွန်တော်တို့ပထမကလေးပြန်ဒုတိယကလေးကိုပြန်သွားမယ်ဒုတိယကလေးသွားမယ်ဆိုတော့ကျွန်တော်ဟုတ်ကဲ့အဲ့မှာအဲ့မှာဒီဒီ၃ထိတ်လေး၃ခါလေးရပါတော့နော်ဒီ၃ထိတ်ကိုရိုက်လိုက်တာပါတော့နော် လိုက်လိုက်တာနဲ့သူ့အပေါ်မှာရှိတဲ့6ထိပ်ပေါ့နော်6ထိပ်လေးကလည်းသူ့ရဲ့ဇောင်းပေါ့နော်1 2 3 4 6ထိပ်က6ထိပ်လို့ရိုက်လိုက်တာပေါ့နော်6ထိပ်က6ထိပ်လို့ရိုက်တယ်သူ့ဘေးမှာရှိတဲ့ဒီ3ခါလေးကလည်း3ခါလို့ပြန်ရိုက်လိုက်တာပေါ့နော်သူ့ရဲ့ဇောင်းဇောင်းမှာပေါ့နော်ပေါကနန်းကသူ့ရဲ့ဒဝဲသာမှာပေါ့နော်1 4 3လို့ကြာပေါ့နော် တလေးသုံးကြတယ်ဒီတလေးသုံးကြမှတော့လေသူကသူ့ရဲ့ပထမကတော့9ဆောင်းเนาะဒါဒုတိယ4ဆောင်းပေါ့เนาะ၄ပိတ်ရလေ၄ခါလို့ကြာပေါ့เนาะ၄ခါလို့ကြာတယ်ထိတ်ရောက်တော့လေဒီ3လုံးကတစ်လို့ဖြစ်တယ်တစ်ထိတ်ပေါ့เนาะเนาะတစ်ထိတ်လို့ဖြစ်တယ်ဒီ3လုံးကလေရှစ်လို့ဖြစ်တာပဲเนาะ အငိုက်ကိုဖြစ်နေပါเนาะအဲ့မှာဒီပဋိသေသုံးကိုပြန်ပေါင်းတော့လေလေးပုံเนาะ7 3လေးပုံเนาะလေးပဋိပဲဒီပဋိသေသုံးပေါင်းလိုက်တော့လေလေးပဲဖြစ်နေပါဘောเนาะဒါနေဟွာပေါ့နော်ဗရေရောဟွာလေးရောအငိုက်ဖြစ်နေပေါ့နော်ကျွန်တော်ဒီဆိုင်လေးကိုတွေ့ရကြပြီဒါပေမဲ့ခဏန်းကိုကျွန်တော်ကြိုက်လို့အဲ့လို မကြိုက်လို့မတင်တာပေါ့နော်ခဏတော့ကျွန်တော်တိတ်မကြိုက်ပါဘူးခဏစိုက်ကြောလေးရတော့ကောင်းနေတယ်ဟုတ်ကဲ့ကျွန်တော်ပြီးတော့စုံရှင်းပြရမယ်နော်ဒီကိုခါလေးရပေါ့နော်ဒီကိုခါလေးရကိုထိတ်လို့ရိုက်တာပေါ့နော်ကိုထိတ်လို့ရိုက်လိုက်တာပေါ့နော်ရိုက်ပြီးဆိုမှသူ့ရဲ့အပေါ်ကဒီကိုထိတ်လေးရလဲပထမကလို့ပေါ့နော်1 2 3ပေါ့နော်အပေါ်မှာရှိတဲ့ ဒီကိုထိတ်လေးကလည်းဒီကိုထိတ်လို့ပြန်ရိုက်တာပေါ့နော်ရိုက်လိုက်တယ်ရိုက်ပြီးဆိုမှသူ့ရဲ့ဘေးမှာရှိတဲ့ဒီလေးခါလေးကလည်းလေးခါလို့ပြန်ပေါက်တာပေါ့နော်လေးခါလေးလည်းလေးခါလို့ပေါက်တယ်ပေါက်ပြီးရချင်းတော့သူကသူ့ရဲ့တပွဲကြပေါ့နော်ပေါ့မကနန်တပွဲကြမှာပေါ့နော်ဒီပွဲပေါ့နော်အဲ့မှာဒီ၃ပိတ်လေးကလည်း၃ခါပေါ့နော် ပိတ်လေးကခါပေါ့နော်ပထမဂတ်တွေမှာလေဒီသူ့ရဲ့ဆောင်းမှာပေါ့နော်လေးပိတ်လေးကလေးခါနဲ့ပေါက်ခရမယ်နော်ဟွာတော့ပထမဂတ်ကတော့အဲ့ငါထိတ်လေးကငါပိတ်လေးကလေငါခါနဲ့အငယ်ပေါ့နော်ငါလေး၃ပေါ့နော်အဲ့လေးတော့တန့်ထားပေါ့နော်ငါလေး၃လို့ဖြစ်တာပေါ့နော်ဖြစ်နေပြီးတော့သူ့ရဲ့ထိတ်ရောက်တော့လေလေသူကဒီပေါ့နော် ရှေးတနဲ့ပေါ့နော်တလို့ဖြစ်နေပေါ့နော်တထိတ်ပေါ့နော်တထိတ်ပေါ့နော်ဒီသုံးလုံးကတလို့ထောင်းတာတထိတ်ဒီအပိတ်လေးကခါပေါ့နော်သုံးပေါ့နော်အဲ့မှာတသုံးပေါ့နော်တသုံးပေါ့နော်အဲ့မှာဒီကလည်းရှေးလို့ဖြစ်မယ်ဆိုလို့ရှိရင်တပိတ်ပေါ့နော်ငါးနှစ်ရှိတယ်အဲ့မှာကျွန်တော်ကအဲ့မှာတသုံးတက်ပေါ့နော်တသုံးတက် ဒါမှမကျွန်တော်ကဒီခွာကြီးခွာကြီးဖြစ်နေတော့ကျွန်တော်မကြိုက်လို့ဟိုဒါဟိုတင်ဦးပေါ့နော်ဒါမှမစိုက်လေးလေးကောင်းတယ်စစ်ချင်းလေးလေးကောင်းတယ်လို့ကျွန်တော်ကငန်းကြီးတိတ်မကြိုက်ချင်ဘူးပေါ့ဗျာအခွာကြီးခွာကြီးဖြစ်နေလို့နော်အဲ့မှာဒီပရိတ်သုံးခုပေါ်လိုက်တော့လေနော်ဒီကောင်ဘူပရိတ်ဖြစ်တယ်ဒီကောင်ကကိုပရိတ်ဖြစ်တယ်ကိုပေါ့နော်ငါးပရိတ်ထဲမှာဒါဒီပရိတ်သုံးခုပေါ်လေးဖြစ်မှာပေါ့နော်အဲ့မှာတစ်သုံးတက်ပေါ့နော် အမှန်တသုံးတက်ပေါ့နော်ကျွန်တော်အစားဆုံးရှင်းပြပါမယ်နော်ကျွန်တော်ကနန်းတင်ကြိုက်လို့ဒီ site ကိုခြံထားပါဘောနော်ပရမဂတ်ပေါ့နော်၃ထိပ်၅ထိပ်ဖြစ်တယ်ဒီရှစ်ခါနေပြီးတော့သူ့ရဲ့6မှန်ခြာနေရှစ်ထိပ်လို့ရိုက်တာပေါ့နော် ရိုက်ပြီးဆိုမှဒီ6ခါလေးကသူ့အောင်မှာ6ခါကလည်းဒီ သူ့ရဲ့နှစ်ပင်သာပေါ့နော်သုံးလို့ပိတ်ထားခံထားပေါ့နော်သူ့ရဲ့အပေါ်မှာလည်းရှိတဲ့ဒီရှစ်ထိပ်ရဲ့အပေါ်မှာပေါ့နော်ဒီသုံးထိပ်ကလည်းသုံးထိပ်လို့လှန်ရိုက်တယ်ရိုက်ပြီးဆိုမှသူနဲ့တက်တဲ့အဲခါလေးကလည်းခါတူခါတခါတခါလို့ရိုက်လိုက်တာပေါ့နော်ရိုက်ပြီးရိုက်ပြီးဆိုမှသူ့ရဲ့တပွဲကြမှာပေါ့နော်တပွဲကြမှာလည်းငါးလေးကပိတ်ထားငါးပိတ်ထားနော်ငါးလေးပိတ်ပြီးဒီငါးလေးကလည်း ခါပေါ့နော်ငါးပိတ်လည်းလဲငါးခါဝင်တယ်သူ့ပေါ်မှာထောင်ထားတဲ့ခဏသုံးလုံးလည်းလေးပေါ့နော်လေးရလည်းထိတ်ပေါ့နော်ဒီခဏသုံးလုံးပေါင်းရင်လည်းရှစ်ပေါ့နော်အဲ့မှာ၄၅၆ပေါ့နော်အဲ့မှာဒီမှာလည်း၆ပိတ်ဖြစ်တယ်၃ပိတ်ဖြစ်တယ်၉ပေါ့နော်ဒီ၅ပိတ်နဲ့ပေါင်းမှပိတ်၃ပေါင်းတော့၄ဖြစ်တာပေါ့နော်ဒါပထမကတ်ဒုတိယကတ်လေးကိုကြည့်အောင်နော်ဒုတိယကတ်လေးသွားချင်တော့လေ กว่าเวเรียก็ดูๆเว้ยเนาะไอ้3ทิ้ง5ทิ้งဖြစ်တယ်ဒီ3ทิ้งရဲ့တဲ့တယ်ပေါ့เนาะဒီ3ခါလေးကလည်းသူ့ရဲ့6ပင်ချလိုက်တဲ့ချိန်မှာ3ทิ้งလို့ကြားတယ်ကြားပြီးဆိုမှသူ့အောင်မှာ6ခါလေးကလည်း6ခါဒီ3ဘိတ်ပေါ့เนาะသူ့ရဲ့2ပွဲသားမှာပြန်ခံထားပေါ့เนาะခံပြီးဆိုမှဒီ3ทิ้งရဲ့အပေါ်မှာရှိတဲ့ဒီ6ทิ้งလေးကလည်းသူ့ရဲ့3ဘိတ်မှာပေါ့เนาะ သူ့ဆောင်သုံးမရဲ့ထံမှာ6ထိပ်လျက်လဲ6ထိပ်လို့ရိုက်တယ်ရိုက်ပြီးဆုံးမှာဒီသူ့ရဲ့၃ခါလျက်လဲ၃ခါလို့တစ်ချက်ရိုက်တာပေါ့နော်ရိုက်တယ်ရိုက်ပြီးဆုံးမှာသူ့ရဲ့တဝဲသားမှာပေါ့နော်၁၄၃ပေါ့နော်ရှစ်ပရိတ်ပေါ့နော်ပထမ၄လေးပိတ်တာပေါ့အားပိတ်တာဒုတိယမှာ၄လေးပိတ်တာပေါ့နော်ဒီ၄လေးပိတ်လျက်လဲ၄ခါလို့ကြားတယ်ဒီထိတ်သုံးလုံးကလည်းတစ်လို့ထောင်တာပေါ့နော်ဒီတစ်လို့ထောင်တာလေးလည်းတစ်ထိတ်ဖြစ်တယ်ဘီဗရိတ် ဒီနောက်ထိုင်သုံးလုံးပေါင်းတော့လဲ၈ပေါ့နော်၈ဖြစ်နေရပေါ့နော်အဲ့မှာဒီပဋိသင်္ဂုပေါင်းတော့လဲ၄ပေါ့နော်၄လို့ကဲ့ရမှာပေါ့နော်၁၄၃ဟာတဘောက်တကွက်တဘောက်ထဲပေါ့နော်ညောင်တတိယကလေးသွားအောင်မှာနော်တတိယလေးကလေးသွားပြန်တော့လဲအကွာဝေးရတဲ့ဒူပဲနော်၃ထိပ်၅ထိပ်ဖြစ်တယ်ဒီ၃ထိပ်ရဲ့ဘေးမှာဒီကိုခါလေးကလည်းသူ့ရဲ့၆ပင်ချာမှာ ိုးထိတ်လို့ကြာပေါ့နော်ကြာပြီးတော့သူ့အောင်မှာကိုးခါလေးရလေခံထားလေးရသူ့ရဲ့နှစ်ပွဲဆိုမှာ၃ဘိတ်နော်၃ဘိတ်ကိုးခါလို့ခံပေးလိုက်တာပေါ့နော်အိုက်ခံပေးပြီဆိုမှသူ့ရဲ့အပေါ်မှာရှိတဲ့ဒီကိုးထိတ်လေးရပေါ့နော်သူ့ရဲ့၃ဝဲတာမှာပေါ့နော်ကိုးထိတ်ကကိုးထိတ်လို့တစ်ချက်ရိုက်လိုက်တာပေါ့နော်ရိုက်ပြီးပြီဆိုမှသူ့ရဲ့ဘွေးမှာရှိတဲ့ဒီလေးခါလေးရလေလေးခါလို့တစ်ချက်ရိုက်တာပေါ့နော်ဒီလိုလေးရိုက်ပြီးတယ်ရိုက်ပြီးသူ့ရဲ့ဆောင်းမှာ သူ့ရဲ့တပွဲကြောင်ပေါ့နော်ဒီကုပောက်ဝဏ္ဏပေါ့နော်ဒီတုံးလို့ပိတ်ထားပေါ့နော်တုံးပိတ်လျက်လေတုံးခါလို့ရိုက်ရမှာပေါ့နော်တုံးခါလို့ရိုက်မယ်ပထမ5 4ပေါ့နော်ဒါတုံးတုံးပိတ်လျက်လေအငိုက်ပဲနော်စောင့်နေဟာဒီတုံးလုံးကလည်းတစ်လို့ထောင်းလိုက်တာပေါ့နော်တစ်လို့ထောင်းလိုက်တာ ਨੇ တစ်ထိတ်ပေါ့နော်အတစ်သုံးတွဲရရဲနောက်ဒီတုံးလုံးကလည်း၈ပေါ့နော်အမှဒီအမှတစ်သုံးတစ်တူပေါက်သေးပေါ့နော် ဲမဲ့ဒီပရိတ်၃ခုပြန်ချုပ်လိုက်ပြန်တော့လေဘူပရိတ်ကြတယ်၉ပရိတ်ကြတယ်၅ပရိတ်ကြပါတော့ပရိတ်၃ခုပေါ့လေ၄ဆိုပဲမတက်လိမ့်နဲ့ကြိုက်တာပေါ့နော်တစ်၃တစ်ပါနော်အဲမှာကျွန်တော်ကအဲ့လိုပြီးရပါတစ်၄၀ဆိုင်လေးကိုတင်လိုက်တော့ပေါ့နော်ဒါမှမဟုတ်ကိုတယောက်ကအဲ့လိုကနတ်သူပရိတ်ကြောလေးကိုတစ်လှမ်းပို့ရပါတော့နော်အားလေးရန်ကုန်ကပေါ့နော် ကိုတယောက်ကလှမ်းပို့ထားလေကျွန်တော်တစ်ချက်တော့ အဲ့လိုပါလောက်ပါမယ်နော်ကျွန်တော်ပြုံးဆိုစကန်နဲ့အဲ့လိုကောက်ချက်ရပါဗျာအာကြီးခဏလေးရှိတယ်ပေါ့လေအဲ့လေးကြည်တယ်မှာနော်အဲ့မှာ तू ကဗျာ तू ကတော့ break line ပေါ့နော်ဒီ6 break ကြာတယ်ဒီ6 break ပေါ့နော်ဒီနှစ်ခုပေါင်း30ပေါ့နော် तू ကဒီနှစ်ခုပေါင်း30ဒီကနေသွားလိုက်မယ်နော်1 2 3 4ပေါ့နော် အဲလေးပေါ့နော်လေးဖြစ်တဲ့ချိန်တော့အဲကျွန်တော်လဲဂျုံစားကြီးပြတာအဲ့လေမေ့သွားတယ်နော်1 2 3 4 1 2 3 4 5ပေါ့နော်အဲမှာဒီကောင်းနဲ့မှတ်တာပါညာဟုတ်သူကပြိနှစ်ခုပေါင်းတော့ပြိနှစ်ခုပေါင်းတော့တုံညပေါ့နော်ဒီကနဲ့တရားလည်းလာမသိဘူးပဲကျွန်တော်တစ်ချက်ပေါ့နော်အဲမှာဒီ1 2 3 4 1 2 3 4ဟုတ်ပြီ1 2 3 4 ိုင်းမှာ1 2 3 4 1 2 3 4ဟောဟုတ်ကဲ့ဗျာအဲ sorry ဗျာနော်ကျွန်တော်ဒါလေးရတော့ तू ကခုမှသတိရလို့ပေါ့နော် तू ကဒီနေရာလေးမှာဒီ၅ break လေးရပေါ့နော်၅ break လို့ပေါ့နော် तू ကသွားမှာပေါ့နော်အဲနော်ကျွန်တော်တစ်ချက်လေးပေါ့နော်ပြန်လှန့်ထောက်လိုက်ပါဦးမယ်ဟောဟုတ်ကဲ့ဗျာရပါပြီဗျာ तू က ီလေးကိုလေးတစ်ချက်ပေါ့နော်ဒီလမ်းပေါ်တော့ဟာလေးကျွန်တော်စကနဲ့နဲ့တင်းရင်ပေါ့နော်ဒီရသွားလို့ပါနော်အမဒီဖော်ရိတ်ပေါ့နော်အဲ့ရနေဒီကနေပြန်သွားမယ်ဒီ1 2 3 4 5 1 2 3 4 5 1 2 3 4 5ဒီနှစ်3 4 5ဟုတ်ကဲ့ရပြီ sorry sorry ဒီ ငါပရိတ်ပေါ့နော်အာရန်ကောင်းကောင်းဖုန်းလန်းဆိုတော့ညီလေးရေးတဲ့မင်္ဂနန်းလေးရပေါ့နော်ကျွန်တော်တလေးသက်လေးတင်တော့အာညီလေးရေးတဲ့ကနန်းလေးတော့ကြိုက်တယ်ကိုပရိတ်လေးနဲ့ကြိုက်တယ်ပေါ့နော်အဲ့မှာသူကဒီပရိတ်နှစ်ခုပေါ့နော်လေးတုံညပေါ့နော်လေးပရိတ်ဖြစ်တယ်6ပရိတ်ဖြစ်တယ်တုံညပေါ့နော်သူနဲ့အတူတူကြွားဝေးတူသွားတယ်ဒီ၅ဗရိတ်ပေါ့နော်၅ဗရိတ်ဗရိတ်နှစ်ခုပေါ့နော်လေတုံညပေါ့နော်သူကအကွာဝေးတွေကအကုန်တူတူပါရဲ့နော် ဒီ၃ပရိဖြစ်တယ်ခွန်ပရိဖြစ်တယ်တုံရပေါ့နော်ပရိနှစ်ခုပေါ့ဟန်ကိုဘွားမှလည်းအဲပရိနှစ်ခုပေါ့ရင်တုံရဆိုရင်၅ပရိပေါ့နော်အဲ့လေးနဲ့လေတစ်ချက်ကြိုက်တာပေါ့နော်ဟုတ်ကဲ့ကျွန်တော်ကကျွန်တော်မူကနန်းဆိုင်လေးတစ်ချက်ပေါ့နော်အများဆုံးလေးဟွာလုပ်ပါမယ်နော်ကြားနေမှာဆိုလို့ပါနော်အားနာလို့ပါဒီဒီတပိတ်တပိတ်တယ်ခွန်ပရိကြတယ် အဲ့ဒါတော့မိုးကနန်းလေးပါနော်အသူ့ရဲ့ရှစ်ပင်မှာ1 2 3 4 5 6 9 10ပါနော်ဒီခါရဲ့ဘေးရဲ့ခါရဲ့ပေါ့နော်10ပေါ့နော်အဲ့လေကသူ့ရဲ့ရှစ်ပင်ကမှာ10ထိန်းနဲ့နောက်ထိုင်နောက်ထိုင်ပေါ့နော်ခွန်ခွန်ပရိလူပေါ့တယ်နော်အဲ့မှာသူ့ရဲ့တပွဲတာပါနော်တမစ်ချလိုက်ပေါ့နော်အဲ့ရောတော့လေဒီ၄ကိုလေးလို့ကြာထားရဲ့ဒီနောက်ထိုင်သူနောက်ထိုင်ပေါ့နော် ခွန်ပရိန်းနဲ့ပေါက်တာပေါ့နော်သူရဲ့1 2 3 4 5 6 7ပေါ့နော်အဲ့မှာဒီ၄ပေါ့နော်၄လို့ဖြစ်တာ ਨੇ အဲ့ခုနပင်ချာမှာ၄ထိပ်ကပိတ်တူပိတ်နဲ့ပေါ့နော်ခွန်ပရိန်းနဲ့ပေါက်တယ်သူရဲ့တနစ်ချာပေါ့နော်အဲ့မှာဒီနောက်ထိုင်သူနောက်ထိုင်သူခွန်ပရိန်းပေါ့နော်အဲ့မှာသူ့ရဲ့ပုံမှာ1 2 3 4 5 6 9 10ပေါ့နော်စစ်ကြိမ်ပြီးရောလဲ 266ပေါ့နော်266က4ဖြစ်တယ်4ထိတ်နဲ့ပြိတုပြိပေါ့နော်သူ့ရဲ့တနစ်ချပေါ့နော်သူ့ရဲ့တနစ်ချပေါ့နော်တနစ်ချလိုက်တော့လေနောက်ထိုင်2ပေါ့နော်ခွန်ပြိနဲ့ပေါက်တယ် order ချလိုက်လေ1 2 3 4 5 6 9 10ပေါ့နော်ဒီခွန်1 1လို့စောင်းထားပေါ့နော်ခွန်အဲ sorry 9နော် ကိုထိန်နဲ့နောက်ထိုင်သူနဲ့ဒိတ်ခွန်ပေါ့နော်နောက်တနစ်ချပေါ့နော်အဲ့မှာရှစ်ခွန်နဲ့လို့ကြားတယ်ရှစ်ခွန်နဲ့ဒီနောက်ထိုင်သူနဲ့ခွန်ပရိတ်ပဲနော်3 4 5 6 9 10ပေါ့နော်6ချိန်ပြီးတော့လေ9 30ပေါ့เนาะ10ပေါ့เนาะ10ထိန်းနဲ့คอมเพรสပေါ့เนาะဒီနှစ်ထဲတော့မပြီးသေးပါဘူးခုပွဲမှာတော့เนาะသူကနောက်ထိုင်တူပေါ့เนาะคอมเพรสပေါ့เนาะ ဲမှာနှစ်ဘိတ်ကနှစ်ဘိတ်ပေါ့နော် ထိပ်စီးကိုသွားရအောင်မနော်1 2 3 4 5 6 9 10ပေါ့နော်ထိပ်စီးကိုသွားတော့လေဒီ၃လုံးက10ဖြစ်နေပေါ့နော်ဒီ၃လုံးက10ဖြစ်နေတယ်အဲ10ထိပ်ပေါ့နော်10 9ပေါ့နော်10 9ဆိုတော့ကဏ္ဍလေးမွေးကဏ္ဍမှာနော်ကျွန်တော်အားလေးတော့မွေးထားပါတယ်โอเคဟောအဲကြံကြာကနန်းလေးတကွက်ပေါ့နော်ဒါတော့ကျွန်တော်ဆိုင်မဟုတ်ဘူး ကျွန်တော်တကယ်ပြသွားပါတော့။ဒါပေမဲ့ကျွန်တော်အများဆုံးပြရမယ် line မဆရာတွေတခုညာဖြစ်နေတော့သူက line တော်တော်သုံးပါတယ်။အဲအဲ့ပေါ့နော်။အချက်ပေါ့နော်။ကိုမိတ်ဆိုရည်လဲအဲ့လိုပေါ့လေမတည်ရလို့လေအဲမွေးနှံတစ်ခုပေါ့နော်။ဒီသုံးလုံးကကိုယ်လိုထောင်းနေအဲကိုယ်လိုခွေထားပေါ့နော်။ shift break ကြရပေါ့နော်။ shift break ကြပြန်နေသူက1 2 3 4 5 6နော်။ 6မိနစ်ခြာလိုက်တာနဲ့ဒီခဏန်းတစ်ခွက်ပေါ့နော်ဒီရှင်း5 8ဆိုခဏန်းလေးอ่ะဒီလိုနှစ်လို့ပိတ်ပြီးရချိန်မှာရှင်း5 8လို့ထဲကြပေါ့နော်ဒါပထမကပ်ပေါ့နော်နှစ်ပိတ်ပြီးတယ်ပြီးရ6ပြန်ခဏန်းထဲကြပေါ့နော်သူနဲ့အတူတူပေါ့နော်အဲ့လို9ပင်ခြာလိုက်မယ်ပေါ့နော်အဲ့မှာဒီ3လုံးကလည်းကိုလို့ခွေထားတယ်ရှစ်ပိတ်လို့ကြားတယ် သူ့ရဲ့6ပင်ပေါ့เนาะ1 2 3 4 5 6 6ပင်ပြီးတော့လေသူကဒီ956ဆိုတဲ့ကဏ္ဍလေးကလေသူ့ရဲ့6ပင်မှာနှစ်လို့ပိတ်ပြီးတော့ကြာပေါ့เนาะဓာတုတရားကပေါ့เนาะဒီ6လို့ခွေတယ်6လို့ခွေတယ်ရှင်းပြိတ်လို့ကြာတယ်သူ့ရဲ့6ပင်ပေါ့เนาะ1 2 3 4 5 6 ထောက်မှန်ပြီးတော့လေ तू อ่ะဒီနှစ်လို့ပိတ်တယ်ဒီတစ်တခွန်ဆိုကနန်းလေးอ่ะပေါ့เนาะ1 2 3 4 5 6တစ်တခွန်နှစ်ပိတ်ပြီးတော့အငိုင်ကြပေါ့เนาะအဲ့မှာဒါသရုပ်ထမြောက်ပေါ့เนาะ၄ခန်းမြောက်ပေါ့เนาะဒီ၃လောက်၉လို့ခွေတယ်ရှိပရိလူခန်းနဲ့သူရ6ပင်ပေါ့နော်1 2 3 4 5 6ပေါ့နော်အဲမှာကိုယ်ဘွဲမှာလို့ပေါ့နှစ်လို့ပိတ်ထားပေါ့နော်နှစ်လို့ပိတ်တယ် သူ့ရဲ့6ပြန်ကဏ္ဍဆိုရင်1 2 3 4 5 6ပေါ့နော်6ခု8ပေါ့နော်โอเคပြန်ဟုတ်ကဲ့ပြန်ကျွန်တော်အဲ့မှာဒီဘွဲမှာပေါ့နော်ကျွန်တော်ကဏ္ဍလေးရ1 3ပေါ့နော်1 3 1ပြေပေါ့နော်နည်းနည်းတော့ရှားပေါ့နော်အာအာလေးတော့နည်းနည်းတော့ရှားပေါ့နော်အဲမှာ၈၈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 ၈ ခွန်နှစ်ပေါ့နော်အတဲရည်တဲ့ပေါ့နော်ကိုခွန်ရှစ်ပေါ့နော်ဒါလည်းတဲရည်ပါနော်ပြန်ရကြိုက်ရင်ပေါ့နော်ဒီသုံးခွဲပေါ့နော်ကျွန်တော်ကအဲ့လိုကိုရတဲ့ site လေးတွေလည်းအဲ့လိုပေါ်ပြတင်တယ်သူများကိုဟာပဲတင်တယ်နော်တငန်းပြလို့ line မောဆရာကြီးကနန်းဆိုလေဒီပြညာလေးတော့ဆရာတို့တောင်းပါမယ်နော် အဲ့မှာကျွန်တော်ကဒီ2026မှာနံပါတ်လေးခေါ်ထားပါတယ်เนาะအဲ့ဒီ channel တက်တယ်ဆိုလို့ရှိရင်ဆက်သွယ်လို့ရပါတယ်เนาะကျွန်တော်အဲ့မှာအဲ့ဒီဖုန်းနံပါတ်လေးရဲ့ဘာဘာနံပါတ်လေးရဲ့တင်ပေးလိုက်ပါတယ်เนาะအားလုံးနဲ့အလိုပေါ်ပဲရှင်ဘချင်းတူရဲ့လူတွေဝင်လို့ရပါတယ်เนาะအားလုံးကြမ်းမှချမ်းသာကြပါစေလူရဆန္ဒပြောကြပါစေခင်ဗျာ